ထိုင်းတောင်ပိုင်းရေဘေးကြောင့်သေဆုံးသူ18ဦးရှိပြီး အစိုးရ၏စီးပွားရေးပြန်လည်ထူထောင်ရေးလုပ်ငန်းစဉ်ထိုင်းနိုင်ငံတောင်ပိုင်းတွင်ဆက်လက်ဖြစ်ပွားနေသည့် ပြင်းထန်သောရေကြီးမှုများကြောင့်လက်ရှိအချိန်ထိသေဆုံးသူဦးရေ18ဦးရှိလာပြီးကြည်နယ်ကိုခုနမိသားစုပေါင်း9800ခန့်ရေဘေးဒဏ်ခံစားနေရကြောင်းတဘာဝဘေးအန္တရာယ်ကာကွယ်ရေးနှင့်ရှော့ချရေးဦးစီးဌာနကအတည်ပြုလိုက်ပါသည်ရေဘေးတင့်မှုသည်နာခွန်စီထံမာရက်နှင့်စုံခလာပြည်နယ်များတွင်အများဆုံးဖြစ်ပွားခဲ့သည် ဤချက်တဲကိုတုံ့ပြန်ရန်အတွက်ဗန္ဓာယေးဝင်ကြီးဌာနကအဆင့်၃ဆင့်ပါဝင်သည့်ဗတ်စုံကယ်ဆယ်ရေးစီမံချက်တရက်ကိုထုတ်ပြန်ကြေညာလိုက်သည်ပထမအဆင့်တွင်ရေးပေါ်ထောက်ပံ့ရေးတစ္စည်းများပေးအပ်ခြင်းနှင့်ခိုးလုံရစခန်းများဖွင့်လှစ်ခြင်းတို့ကိုချက်ချင်းဆောင်ရွက်သွားမည်ဖြစ်သည်ဒုတိယအဆင့်နှံမူပျက်စီးသွားသောအဆောက်အအုံများနှင့်စီးပွားရေးလုပ်ငန်းများပြန်လည်ထူထောင်နိုင်ရန်အတွက်အတိုးနှင်းချင်းငွေနှင့်အခွန်သက်သာခွင့်များကိုပေးအပ်သွားမည်ဖြစ်သည် ရေရှည်အတွက်မူစီးပွားရေးပြန်လည်နာလန်ထူမှုကိုအာမခံနိုင်ရန်လက်ရှိဗန္နာရေးရန်မုံငွေများကိုအသုံးပြု၍စီမံဆောင်ရွက်သွားမည်ချေချောင်းသိရှိရသည်။နေ့စဉ်သတင်းများအတွက်မင်္ဂလာသတင်း channel ကို follow လုပ်ထားဖို့မမေ့ပါနဲ့နော်။